ကျွန်တော်တို့နဲ့တူတိုင်းမဖြစ်မနေတည်ထားတဲ့အချက်၃ချက်ပထမဆုံးအချက်ကတော့ကိုယ်ကောင်နဲ့ပတ်သက်တဲ့ information လေးတွေကိုစစ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ profile လေးတွေကိုရောက်သွားပြီဆိုရင်တော့ဒီဘက်မှာရှိတဲ့မျိုးလေးသုံးချက်အောင်နေမယ် setting and privacy လေးတွေဝင်ပြီးတော့ account လေးတွေကိုသွားပြရပါမယ်အပေါ်ဆုံးမှာရှိတဲ့ account information လေးတွေကိုဝင်လိုက်မယ်ဆိုရင်တော့ကိုယ့် account နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုစစ်လို့ရရွေးဖြစ်ပါတယ်။ဒုတိယအချက်ကတော့ကိုယ့်ရဲ့ account ထဲကိုဘယ်သူတွေဝင်ထားလဲဆိုတာသိချင်တယ်ဆိုရင် setting and privacy လေးက security and permission လေးတွေကိုဝင်ရမယ်။ ပြီးရင်ဒီမှာရှိတဲ့ money device ဆိုတာလေးတွေဝင်လိုက်မယ်ဆိုရင်တော့ကိုယ်အကောင့်ထဲကိုဘယ်သူတွေဝင်ထားလဲဆိုတာကိုကြည့်လို့ရပြီဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ comment ခဲ့တဲ့ comment အနေနဲ့ကိုဖြတ်ခဲ့တဲ့ video တွေကိုပြန်ကြည့်ကြည့်နေဆိုရင် setting and privacy တွေက activity စင်စာလေးတွေကိုဝင်ဒီမှာရှိတဲ့ comment key ဆိုတာလေးတော့ဝင်ကြည့်လိုက်မယ်ဆိုရင်တော့ညီမတို့မှန်းခဲ့တဲ့ comment လေးတွေကိုပြန်ကြည့်လို့ရပါတယ်။ဒီမှာရှိတဲ့ delete ဆိုတာလေးတော့ဝင်ကြည့်လိုက်မယ်ဆိုရင်တော့ညီမတို့မှတ်ချက်မိသွားတဲ့ video လေးတွေကိုပြန်ကြည့်လို့ရရပြီဖြစ်ပါတယ်ရှင်။ အခုလိုမျိုးတစ္ဆန်ထွက်ကလေးတွေကိုအများနဲ့တစ်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and follow သွားပြုမိအောင်နော်နောက်ထပ်ဗီဒီယိုလေးမှာကြည့်ကြပါမယ်ရှင်အားလုံးပဲတတ်တာ